الحمد لله الذي أنزل على عبده الكتاب ولم يجعل له عوجا قيما لينذر بأسا شديدا من لدن ويبشر المؤمنين الذين يعملون الصالحات أن لهم أجرا حسنا ماكثين فيه أبداً وينذر الذين قالوا اتخذ الله ولدا صدق الله العظيم <applause> لذا أتى إسلام تادنا وميا كميا جنة رمزان بتاين گئن گا شعبان لاما سورة كهف يه تفسير نبت دبيرو تين بياني ره تمن مجي صلى الله عليه وسلم گا ميشي ره هو حضرت آدم عليه السلام گا نيسا بيرو တမန်တော်ကြီးဆလ္လာလာဟူအလัยဟိဝဆလ္လမ်အထိကယာမတ်ဖြစ်တဲ့အထိကိုဖစ်တနာတွေထဲမှာအကြီးဆုံးဖစ်တနာဟာတဂျာလီယဖစ်တနာဖြစ်တယ်ဆိုပြီးတော့တမန်တော်ကြီးဆလ္လာလာဟူအလัยဟိဝဆလ္လမ်ကအမိရှိတော်မူခဲ့တယ်။အဲ့လိုပဲနဗီတိုင်းဟာမိမိရဲ့အွမ်မတ်တွေကိုဒီဖစ်တနာရဲ့တဂျာလ်နဲ့ပတ်သက်ပြီးတော့တဂျာလီယဖစ်တနာနဲ့ပတ်သက်ပြီးတော့အတိပေးခဲ့တယ်၊သတိပေးခဲ့တယ်။တဂျာလ်ဆိုတာဘဒူခေါ်တာလေကျွန်တော်အဲ့ဒီ အဖက်တွေကကျွန်တော်တင်ပြခဲ့ပြီးဖြစ်တယ်။နည်းနည်းလေးချိန်ဆက်မိအောင်ပြန်ကြောက်ပြရမယ်ဆိုလို့ရှိရင်တဂျာလ်ဆိုတာဟာအမားနဲ့အမှန်ကိုရောရှက်ပြီးတော့လိန်လေလှည့်ဖြားသူကိုဘာလို့ခေါ်လဲတဂျာလ်လို့ခေါ်တယ်။အမားနဲ့အမှန်အမားတွေကိုအမှန်တွေကိုအကုန်ရောရှက်ပြီးတော့လိန်လေလှည့်ဖြားတဲ့သူကိုတဂျာလ်လို့ခေါ်တယ်။ကျွန်တော်အဲ့ဒီတက်စီကိုတီးတက်ကျွန်မတပတ်ကျွန်တော်လုတ်ခဲ့တယ်။အဲ့တော့အတက်စီထပ်မလုတ်တော့အဲ့တော့ဒီတဂျာလ်ဟာ ော်တော်ပဲလူတွေကိုလိန်လယ်မယ်လှည့်ဖြောင်းမယ်။သူဖြတ်သွားတဲ့နေရာကနေပြီးတော့သူ့ရဲ့အမိန်နဲ့မိုးရွာစေဆိုရင်အဲ့ဒီမှာမိုးရွာမယ်။အပင်ပေါက်စေဆိုလို့ရှိရင်အဲ့ဒီမှာသူကအပင်ပေါက်လိမ့်မယ်။အဲ့လိုပဲဒီတကြလာလူတွေတေးပြီးသားလူတွေကိုလည်းပြန်လည်အသက်သွင်းလိမ့်မယ်။ဒါတွေကအခုခေတ်နဲ့ကျရင်ဘာမှမထူးဆန်းဘူး။ဘာမှမထူးဆန်းဘူး။အခုခေတ်ဟိုးနှစ်ပေါင်းတောင်းကြအရင်ကမျိုးတုံးသွားတဲ့ဒီဝင်ပလီမျိုးစိတ်တွေတတ္တဝါတွေကိုတော့မှအခုသူတို့ရဲ့သွားတွေကနေပြီးတော့ သူတို့ရဲ့အယိုးစုတွေသူတို့ရဲ့ဒီအယိုးစုဒီတွားတွေကနေပြီးတော့ DNA ပြန်ထုတ်ပြီးတော့အခုပြန်ပြီးတော့အဲ့ဒီမျိုးစိတ်တွေကိုပြန်ပြီးတော့မွေးထုတ်ပေးလို့ရတယ်တိတ်ပင်ပညာရှင်တွေဒီလောက်အထိနေပညာတွေတိုးတက်တယ်ဒီလိုပဲနောက်ထပ်လည်းနေပညာတွေတိုးတက်လာအောင်မယ်တကြလာတဲ့အခါမှာဘယ်တော့တော့နေပညာတိုးတက်မလဲဒီတကြလာသူ့ရဲ့အမိန်နဲ့ပဲသူအားလုံးကိုဖြစ်စေမယ်အပင်ပေါက်ဆိုရင်ပေါက်မယ်မိုးရွာဆိုရင်ရွာမယ်လူတွေကိုအသက်ရှင်အောင်လုပ်မယ်အဲ့လိုပဲမင်းတို့ရဲ့အဖိုးတွေအဖွားတွေအမေတွေ ဆုံးသွားတယ်ဒါတွေကငါပြန်ပြီးတော့အသက်ပြန်တွင်းနိုင်တယ်ဆိုပြီးတော့သူအသက်ပြန်တွင်းပြလိုက်တယ်တကယ်တော့ဒီပုံစံအတိုင်းလူတွေကပြန်ထလာတာလူတွေကဒါငါတို့ရဲ့အဖေအမေအဖိုးအဖွားလို့ထင်ကြပေမဲ့တကယ်တမ်းအဲ့ဒါဟာမင်းတို့ရဲ့အဖေအမေအဖိုးအဖွားတွေမဟုတ်တော့ဘူးအဲ့ဒါဘာတွေပဲလဲရှိုက်တန်နေဖြစ်မယ်ဆိုပြီးတော့သတိပေးထားတယ်အဲ့တော့ဒီလိုမျိုးလိန်လေလှည့်ဖျားမဲ့အလွန်တရာလှည့်စားမဲ့ဒီတရားလျက်စေတနာဒီပြက်တနာကနေပြီးတော့

အဲ့တော့ဒဂျာအကြီးမလားခင်ဒဂျာလေးအများကြီးလာတယ်အဲ့ဒီဒဂျာလေးကိုကျွန်တော်တို့ဘယ်လိုသိရမလဲဆိုတာလည်းကျွန်တော်တင်ပြခဲ့ပြီဖြစ်တယ်အဲ့တော့ရှေ့ဆက်တမန်တော်မြတ်ကြီးဆလ္လာဟူအလัยဟီဆလမ်ကအမေရှိတယ်မင်းတို့ဒီဒဂျာလေးဖီတနာကနေပြီးတော့လုကင်းမှုလွံ့မြောက်မှု ထိမ့်သိမ့်မှုလုံခြုံမှုရရင်လေဆိုလို့ရှိရင်ဆူရာကဟဖ်ကိုဖတ်ပါအတင်တို့ဟာဂျူမာနီတိုင်းဆူရာကဟဖ်ကိုဖတ်မယ်ဆိုလို့ရှိရင် ဒါကြာလျဖစ်တနာကနေပြီးတော့ထိမ့်သိမ့်မှုရရှိမယ်ဆိုပြီးတော့ဟာဒီစ်ကအမိတ်ရှိတယ်တချို့တချို့ဟာဒီစ်တွေအနောက်ဆုံးအာယတ်နောက်ဆုံးအာယတ်တော်တွေကိုဖတ်ခိုင်းတယ်တချို့တချို့ရီဝိုက်တွေအပထမဦးဆုံးဆယ်အာယတ်ကိုဖတ်ခိုင်းတယ်အဲ့လိုပဲဒီဘက်တစ်ခုမှလာတယ်ဒီဆိုတော့ကဟဖ်ရဲ့နောက်ဆုံးအာယတ်တွေကိုဖတ်မယ်ဆိုလို့ရှိရင်သူဟာတပတ်လုံးဒီဂျမာနီယာဖတ်မယ်ဆိုလို့ရှိရင်နောက်လာမယ့်ဂျမာနီအထိကိုသူ့ရဲ့ခေါင်းစာခြေဆုံးမှုအလင်းရောင်နဲ့ ပြေးဝနိုင်မယ်ဆိုပြီးတော့ဟာဒီစ်တော်တစ်ပုဒ်ရှိတယ်လို့ပဲတစ်ပုဒ်လုံးဖတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့လင်းဝင်မှုဟာမြေပထွေကနေပြီးတော့မိုးကောင်းကင်အထိသူ့အတွက်မိုးအလင်းရောင်ကြီးရှိမယ်ဆိုပြီးတော့လည်းပြောရတစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဒီဆိုတာကိုဒါဂျမားနေ့တိုင်းကျွန်တော်တို့ဖတ်တင်တယ်အဲ့တော့ဖတ်လဲဖတ်တင်တယ်လို့ကျွန်တော်တို့ဒီရဲ့အတိတ်ပဲတွေကိုလည်းကျွန်တော်တို့နားလဲတင်တယ်ဆိုတော့ကျွန်တော်တပတ်တော့တင်ပြခဲ့ပြီးပြီး နည်းနည်းပြန်ချိတ်ပေးရမယ်ဆိုလို့ရှိရင်ဒီဆူရာဆူရာကဟဖ်ဟာအလ်ကဟဖ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့လိုင်ကိုလို့အဓိပ္ပာယ်ရတယ်လိုင်ကိုကျဲဝင်းတဲ့လိုင်ကိုအလ်ကဟဖ်လို့ခေါ်တယ်အာရဘီမှာလိုင်ကိုကိုဂါရလို့ပဲတုံးတာဂါရဂါရလို့ပဲတုံးတယ်ဒါပေမဲ့ကျဲဝင်းတဲ့ဒီလိုင်ကိုဥမင်လိုင်ကောင်းကိုဘာလို့ခေါ်လဲဒီကဟဖ်လို့ခေါ်တယ်အလ်ကဟဖ်အဲ့တော့ထိတ်ဆုံးမှာဆူရာကဟဖ်ကစရတဲ့ အမိတ်ရှိတယ် الحمد لله الذي أنزل على عبده الكتاب ولم يجعل له عوجا الحمد لله الحمد لله نے اساں بيو ဒါတော့ကျွန်တော်တို့အားလုံးအဓိပ္ပာယ်နားလည်ပြီးဖြစ်တယ်အဓိပ္ပာယ်အခုလို့ကျွန်တော်တို့တင်ပြခြင်းဟာရည်ရွယ်ချက်က مقصد ကဘာလဲဆိုတော့ကျွန်တော်တို့ကုရ်အန်ဖတ်တဲ့အခါနည်းနည်းအရသာရှိအောင်ဒီအဓိပ္ပာယ်တွေလေကျွန်တော်တို့ကိုအလ္လာဟ်ရဆူလ်ကဘာကြောင့်ဖတ်ဆိုင်တာလဲကျွန်တော်တို့ကိုဘာတွေပြောနေလဲဆိုတော့ကျွန်တော်တို့အနည်းငယ် မိတ်ဆက်ပေးခြင်းတာဖြစ်တယ်အဲ့တော့ပထမဦးဆုံးအနေနဲ့အယ်ဟမ်ဒူလ illah ချီးမွမ်းခြင်းအပေါင်းဟာအလောရှင်မြတ်အတွက်သားခြင်းဖြစ်တယ်အယ်ဟမ်ဒူလ illah ရဲ့အရေးပါပါလေချီးမွမ်းခြင်းအပေါင်းဟာအလောရှင်မြတ်အတွက်သားခြင်းဖြစ်တယ်ဒီတဆီလက်ကျွန်တော်တင်ပြခဲ့ပြီးပြီအဲ့တော့ချီးမွမ်းခြင်းအပေါင်းဟာအလောရှင်မြတ်ရဲ့အတွက်သားခြင်းဖြစ်တယ်အလောရှင်မြတ်အတွက်ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့အတွက်ယုံကြည်ချက်ကျွန်တော်တို့မွတ်စလင်တွေအီမန်ရှင်တွေအတွက်ကတော့ကျွန်တော်တို့ယုံကြည်ထားတာကတော့ အလောင်းရှင်မြတ်တပါးပဲပဲချင်းမွန်ခြင်းအပေါင်းကိုခံထိုက်တော်မူသောအရှင်ဖြစ်တဲ့ချင်းမွန်ခြင်းအခံထိုက်ဆုံးအရှင်ဟာအလောင်းရှင်မြတ်တာလင်ဖြစ်တယ်အလောင်းရှင်မြတ်တပါးတယ်ပဲဖြစ်တယ်အဲ့တော့အလောင်းရှင်မြတ်တပါးတဲ့ပုံမှာပဲကျွန်တော်တို့ကအီမန်ယူတယ်ဆိုတဲ့သဘောပါဒါပါပဲလေတောက်ဟိတ်ပဲငါတို့ကအလာတပါးတဲ့ကိုပဲချင်းမွန်ခြင်းအခံထိုက်ဆုံးအရှင်အဖြစ်လက်ခံတယ်အလာတပါးတဲ့ကိုပဲငါတို့အီမန်ယူတာဖြစ်တယ်ဒါတောက်ဟိတ်တပါးတဲ့တော့အရှင်ကိုလက်ခံခြင်းပဲ ဲ့တော့ဆူရာကဟဖ်ဟာမက္ကီဆူရာဖြစ်တယ်မက္ကီဆူရာဆိုတာကတမန်တော်မကြီးဆလလောဟူအလိုင်ဟိဝဆလမ်ဟာမဒီနာကိုဟိဂျရတ်မလုပ်ခင်ကြာရောက်ခဲ့သောဆူရာများကိုမက္ကီဆူရာလို့ခေါ်တယ်မဒီနာကိုဟိဂျရတ်လုပ်ပြီးနောက်ပိုင်းမှာကြာရောက်သောအာယတ်တော်များကိုဆူရာများကိုမဒီနီအာယတ်တော်များမဒီနီဆူရာများလို့ခေါ်တယ်အဲ့တော့မက္ကာရဲ့ဇင်ဒဂီမှာဟိဂျရတ်မလုပ်ခင်မှာတော့အစ္စလာမ်ကဒီလောက်ထိမခိုင်နေဘူးအစ္စလာမ်ကဒီလောက်ထိမထွန်းကားသေးတဲ့ပုံမှာ အလဘကနေပြီးတော့အာကာမတိအမိတ်ပညာချက်တိလောက်ရမယ်အာကာမတွေကိုမပြထန်သေးဘူးဘာတွေကိုပဲပြထန်သေးလေဆိုတော့တောဟိဒ်နဲ့ပတ်သက်တာတွေကိုပဲမိတ်ဆက်တယ်တောဟိဒ်ဒါနဲ့ပတ်သက်ပြီးတော့ပဲအများစုမိတ်ဆက်တယ်အာကာမနေနဲ့ပတ်သက်ပြီးတော့အများစုဟာဒီမဒီနာကိုဟစ်ဂျရတ်လုပ်ပြီးနောက်ပိုင်းမှာအလရှင်ပြထန်းတာဖြစ်တယ်အဲ့တော့ဒီဆူရာကာဖ်ဟာမက္ကီဆူရာတစ်ခုဖြစ်တဲ့အထွက်ကိုတို့တွေမှာတောဟိဒ်နဲ့ပတ်သက်ပြီးတော့ မိတ်ဆက်တာတွေရှိတယ်ကျွန်တော်အဲ့ဒီဘက်ကတင်ပြခဲ့တယ်အလ်ဟမ်ဒူလ illah ဟာဒါဒဂျာနီဖစ်တနာအတွက်ကိုပထမအဦးဆုံးဒါပဲဆိုပြီးကျွန်တော်တင်ပြခဲ့တယ်ဘာကြောင့်ဒီလိုတင်ပြလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအီမန်ခံရသွားပြီးငါတို့ရဲ့အရှင်တခင်ဟာအလ္လာဟ်တပါးလေးငါတို့ကိုဖန်ဆင်းတာလည်းအလ္လာဟ်ပဲအကောင်းဆုံးခိုင်ရီဟီဝရှဒရီဟီမင်အလ္လာဟ်တာအလာအကောင်းဆုံးသူကအလ္လာရှင်ရဲ့ဘက်ကနေဖြစ်တဲ့ နော်ငါတို့ကိုရိုစီပေးတာလည်းအလ္လာဟ်ပဲငါတို့အိဘါဒတ်လုပ်တာလည်းဒီတပါးလေးကိုပဲအိဘါဒတ်လုပ်မှာငါတို့ရဲ့အရှင်တခင်ဟာအလ္လာဟ်တပါးလေးဆိုတဲ့ယုံကြည်ချက်နှလုံးသားထဲမှာခံခံငြင်းမြဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တဂျာလ်မကလို့တဂျာလ်ရဲ့အဘပဲလာပြီးကျွန်တော်တို့ကိုလှည့်ဖြားနေဖြားကျွန်တော်တို့ဘာမှအီမန်ခံငြင်းနေအဲ့ဘက်ကိုယဉ်ယဉ်သွားစရာနော်ထင်ယုံထင်မှားဖြစ်ပြီးတော့ပါသွားစရာဘာအကြောင်းမှမရှိဘူးဒါကြောင့်အရင်ဆုံး ယူလာတဲ့အလ်ဟမ်ဒူလီလာဒါဒီတော်ဟိဒ်ကိုရင်းညွှန်းနေတာဖြစ်တယ်။အဲ့တော့ဒီဆူရာထဲမှာဒီပြစ္ဆုတ်ပံဟာတင်္ခါရဘယ်ဖြစ်တယ်နော်ကျွန်တော်တို့ရဲ့ဒီကောင်းခြင်းတွေနဲ့ပတ်သက်ပြီးတော့စံစားရမှာကျွန်တော်တို့ရဲ့ဒီဂုဏတွေနဲ့ပတ်သက်ပြီးတော့ခံစားရမှာနောက်တမလုံးဘဝကသာအဓိကဖြစ်တယ်ခံစားရဌာနီစံစားရဌာနီသာဝရကျွန်တော်တို့ခံစားရမယ်စံစားရမယ်နေရာဖြစ်တယ် တမလွန်ကသာအဓိကဖြစ်တယ်ဆိုတဲ့အချက်ကိုတင်ပြတယ်။အဲ့လိုပဲအီမန်ရှင်တွေအတွက်ကိုဒရင်ကောင်းပေးတဲ့ဒရင်ကောင်းတွေအဲ့လိုပဲဒီအီစာအီတွေအလောရှင်မြတ်ရှိမှာတားတော်ရှိတယ်ဆိုပြီးတော့ပြောတဲ့သူများရဲ့ဒီအထောက်အထားတွေလုံးဝမင်းတို့ဒလိလ်တွေတွေ့ရမှာမဟုတ်ဘူးဒါတွေကရက်လုတ်ထားတဲ့အရာတွေဒီထဲမှာဖော်ပြတာတယ်အဲ့လိုပဲဗနီအစ္စရာဟိလ်တွေကဒီအီစာအီသာသနာဝင်တွေကတချို့ အစာကြီးကဟက်လို့ခေါ်တယ်တချို့ပုံကိုတွေဟာဒီလိုင်ကိုတစ်ခုတည်းမှာသွားပြီးတော့နေလိုက်တယ်အဲ့ဒီမှာသူတို့အိပ်ပျော်သွားတယ်နှစ်ပေါင်း300လောက်အကြာမှပြန်လို့တယ်ဒီအဖြစ်ပြက်တွေအဲ့လိုပဲကျွန်တော်တို့ဟာဇရ်ခီစီရာအလိုင်းဆလမ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအဲ့လိုပဲဇุลကာနိုင်းနဲ့ယာဂျူဒ်မာဂျူဒ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီထဲမှာတင်ပြတာလေအဲ့တော့ဒါတွေကိုတင်ပြတာကကျွန်တော်တို့တစ်ချက်လေ့လာကြည့်ပါအစာဘီကဟ်ဆိုလို့ရှိရင်လည်းဒါပါလေတဘာဝလုံးဖြစ်ရပဲ

အရှိကိုတီးနေတယ်ခလေးတယောက်ကိုတတ်လိုက်တယ်ဟဇရတ်ခိဇရာအလိုင်ဆလမ်ကဟဇရတ်မူဆာအလိုင်ဆလမ်ကဒေါ်သာထွက်တယ်ဘာမလို့တတ်တာလဲဒီခလေးအဒီခလေးကကြီးလာလို့ရှိရင်ဒါနာဖာမနီလုံးမဲ့ခလေးစိုးတော့မဲ့ခလေးအဲ့လိုပဲလှေကို ဖောက်လိုက်တယ်ဟဇရတ်ခိဇရာအလိုင်ဆလမ်ကသူတို့ကိုပဆက်မယူပဲအလကားလိုက်ပို့တယ်လေအဲ့ဒီလေကိုအတိတ်ချက်ချက်ကိုမလုပ်လိုက်လေဖောက်လိုက်တယ်ဒီရဲ့ဟိကမတ်တေကိုဟဇရတ်ခိဇရာအလိုင်ဆလမ်ကတင်ပြတယ်ဒါရှေ့မှာဘာကြောင့်ငါဒီလိုမျိုးဖောက်လိုက်တာလဲ ဒီရှေ့မှာဒီအစိုးရဘက်ကနေပြီးတော့လေအစ်စ်ဒီအကောင်းနေဆိုလို့ရှိရင်တိမ်းမြူမှာဖြစ်တယ်ဒါကြောင့်ငါသူ့ပေါ်မှာဒါဂျေဆုပြုလိုက်တာဖောက်ပြီးတော့ဒါအခုအဖာရဖြစ်သွားပြီဆိုတဲ့အပေါ်မှာဒီလေကိုအသိမခံရတော့ဘူးစသဖြင့်ဒီလိုအကွဲကိုဂျိုတိနေတဲ့သဘောပေါ့ဒါပေမဲ့ကျွန်တော်တို့ imagination တွေအတွက်ကတော့အကွဲကိုဂျိုတိတာ vibe ကိုတိတာကအလ္လာဟ်တပါးလည်းပဲရှိတယ်နဗီလည်းမတိနိုင်ဘူးအလရှင် ပေးတိတလို့ပဲတိအလရှင်အတိပေးတလို့ပဲ

ထူတော်တော်ထူးဆန်းတဲ့အဖြစ်အပျက်တွေပဲဒါတွေကိုလောရှင်မြတ်ကဒီဆိုတော့မှတင်ပြပြီးတော့ကျွန်တော်တို့ကိုတတိပေးချင်တာတခုကပညာရှင်တွေကဒီမှာဗာရေးလဲဆိုတော့တကြလာလို့တကြလကလည်းတဘာဝလုံဖြစ်ရတဲ့ကိုကျွန်တော်တို့ကိုလုံပြမယ်လူတွေကိုတေးစေလိုက်ရှင်စေလိုက်နော်အဲ့လိုအပင်တွေသူ့အမိန့်နဲ့ပေါက်စေလိုက်ငိုးတွေသူ့အမိန့်နဲ့ရွာစေလိုက်ဆိုလို့ရှိရင်ဟာဟာ तू ကတော့ခုတာပဲ तू ကတော့ဖန်ဆင်းရှင်ပဲဆိုပြီးတော့ကျွန်တော်တို့သူ့ဘုံမှာအီမန်လက်ခံလိုက်လို့မရဘူး ایمان چھے ہاں تیرے اور دارے گا اجین کھے گا لے شی گھیرا بے اللہ شہی لو نائی نے اللہ شمیہ یہ عادت تو تکوا بھا لے سرو اللہ شمیہ دی تکھا دلی نمی یہ مخلوق تھنزین کھا نیرے گا بے تچھو دل تچھو گو دلو میو تباوالو مکھیے گو پی بی رو ممی یہ قدرت کو پولن زیرے ناشی تباوا تیانے سنچی میرو لے لونہ انہوں مدعشن جنگیم پھیٹے حضرت عیسیٰ علیہ السلام کو بیچی اپھی مشیبے نے موی زیرے ဒီလိုတဘာဝလုံးဖြစ်တဲ့အများကြီးပဲငါတို့အတွက်ငါတို့မိုမင်နေငါတို့အီမန်ရှင်နေငါတို့အစ္စလာမ်နေအတွက်ကဘာမှထူးဆန်းတာတကြလာလို့ပြရတာဘာမှထူးဆန်းတဲ့အရာမဟုတ်ဘူးဒါဘာမှဒီတကြကိုအီမန်ညူစရာမလိုဘူးတဘာဝလုံးဖြစ်ရတဲ့ဒီလိုပုံမှန်ထက်ထူးဆန်းတဲ့အံ့ဩဖို့ကောင်းတဲ့အရာတွေကိုမြင်ရင်ကျွန်တော်တို့ကအီမန်ညူလိုက်ရမှာမဟုတ်ဘူးဒါတွေဒီငါတို့ဒီကဘာရဲ့တမိုင်းမှာရှိခဲ့တဲ့ ငါတို့ဂျန်နမကုရ်အန်ကလည်းဒါတွေကိုတင်ပြထားတယ်။ဒီလိုပြန်သုံးသပ်ပြီးတော့အီမန်ကိုထိမ့်သိမ့်နိုင်မှုအတွက်ကိုကျွန်တော်တို့ကိုတင်ပြတာချင်းဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကကျွန်တော်တို့ကိုထောက်ပြတယ်။အဲ့တော့ကျွန်တော်တို့ကဟာဟုတ်ပြီ။ငါတို့ဒီသဘောတရားကိုနားလေတော့ပြီ။တဘာဝလုံးဖြစ်ရဲ့တွေ့တိုင်းဘာမှမလုပ်တော့ဘူးလေ။အလားလုံးငါတို့လက်မခံတော့ဘူး။ဖန်ဆင်းရှင်လို့သူကြွေးကြော်ရင်လည်းငါတို့ဘာမှလက်ခံစရာမလိုဘူး။ငါတို့ဒီသဘောတရားငါတို့ဒီအီမန်ကိုတော့လုံးဝငါတို့ထည့်လိုက်ပြီ။ ဲ့တော့ငါတို့တော့ကောဖတ်ဆရာမလို့တော့ဘူးဆိုတာကဟတ်ဆိုတာဖတ်ဆရာမလို့တော့ဘူးဒီလိုလည်းမဟုတ်ဘူးတမန်တော်အချီဆလလာဟူအလိဟိဆလမ်ရဲ့လမ်းညွန်ချက်တွေကိုကျွန်တော်တို့ဒီတို့ရဲ့ဟိကမတ်တွေကိုညံမိတဲ့လောက်ပညာရှင်တွေဒီအတင်းပြထားခြင်းဖြစ်တယ်ကျွန်တော်တို့လူသားတွေညံမမိနိုင်တဲ့နောက်ထပ်ဟိကမတ်တော်တွေလည်းရှိအောင်မှာဒါကြောင့်မလို့တမန်တော်အချီဆလလာဟူအလိဟိဆလမ်ကအမိရှိတယ်ကျွန်တော်တို့ဖတ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ တောက်ကြနေတိုင်းဂျူမာနေ့တိုင်းမှာကျွန်တော်တို့ဒီဆိုတာကိုကျွန်တော်တို့ဖတ်တင်တယ်အဲ့တော့အာယတ်အစမှာဆူရာရဲ့အစမှာအာယတ်တော်လာတယ်အလ်ဟမ်ဒူလ illah အလ်ဟမ်ဒူလ illah ချီးမွမ်းခြင်းအပေါင်းဟာအလောရှင်မြတ်အတွက်တာညင်ဖြစ်တဲ့အလ်လဇီအန်ဇလာအလာအဘဒီဟီလ်ကီတာဘအလ်လဇီအချင်းရှင်ဟာအန်ဇလာခြားပေးတော်မူခဲ့တယ်နော်အလာအဘဒီဟီမိမိရဲ့ဘန္တာပေါ်မှာဆိုလိုတာမိမိရဲ့ဘန္တာဆိုတာဗာလေ တမန်တော်ကြီးဆလလာဟူအလัยဟိဝဆလမ်ပေါ်မှာရာဇူလလာဆလလာဟူအလัยဟိဝဆလမ်ပေါ်မှာချပေးခဲ့တယ်ဘာကိုချပေးခဲ့တာလဲအလ်ကီတာဘ်ကီတာဘ်ကိုကျမ်းစာအုပ်ကိုကျမ်းတော်မြတ်ကုရ်အန်ကိုလောင်ရှင်မြတ်ကတမန်တော်ကြီးဆလလာလိဆမ်မြတ်ပေါ်မှာချပေးတော်မူခဲ့တယ်အဲ့တော့ဒီမှာလောင်ရှင်မြတ်ကကျွန်တော်တို့ကိုဒီအာယတ်မှာကျွန်တော်တို့လူသားတွေကိုပေးထားတဲ့နိမတ်တွေတွေကနေပြီးတော့နိမတ်တစ်ခုကိုလောင်ရှင်မြတ်ကကျွန်တော်တို့ကို တင်ပြထားတယ်လူသားအတွက်လိုအပ်ချက်တွေကအများကြီးပဲကျွန်တော်တို့လူသားအတွက်ကိုအသက်ရှင်နေထိုင်ဖို့အတွက်ကလေလဲလိုအပ်တာပဲအသက်ရှူဖို့ရေလဲလိုအပ်တယ်အစာအသောက်လိုအပ်တယ်နေဖို့ထိုင်ဖို့နေရာလိုအပ်တယ်လိုအပ်ချက်တွေအများကြီးကျွန်တော်တို့လူရဲ့လိုအပ်ချက်တွေကိုနှစ်ပိုင်းခွဲကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်ရုပ်ပိုင်းဆိုင်ရာအတွက်လိုအပ်ချက်နဲ့ဝိညာဉ်ပိုင်းဆိုင်ရာ ruh လို့ခေါ်တဲ့ဝိညာဉ်ပိုင်းဆိုင်ရာလိုအပ်ချက်ဆိုပြီးတော့နှစ်မျိုးရှိတယ် ကျွန်တော်တို့အခုစားနေတယ်တောင်းနေတယ်နေတယ်ထိုင်နေတယ်အဲ့တက်ရှူတယ်စသဖြင့်ဒါတွေအားလုံးဟာเนาะရုပ်ပိုင်းဆိုင်ရာဒါလိုအချက်တွေဖြစ်တယ်အဲ့လိုပဲဒီကျွန်တော်တို့ဝိညာဉ်ပိုင်းဆိုင်ရာလိုအချက်လည်းလူမှရှိတယ်ဝိညာဉ်ပိုင်းဆိုင်ရာလိုအချက်ဒီလောရှမေအမိန်နာခံမှုလောရှမေရဲ့အမိန်နာခံမှု ဖြစ်တယ်ဂျန်နမေကုရ်အန်ဖြစ်တယ်အနည်းချုပ်ပြောရင်ဂျန်နမေကုရ်အန်ဖြစ်တယ်ဂျန်နမေကုရ်အန်ကပြတဲ့ပုံစံအတိုင်းကျင့်သုံးသွားလာတဲ့နေထိုင်နေဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ruh ဝိညာဉ်ဟာအားကောင်းလာကျွန်တော်တို့ရဲ့ ruh ဝိညာဉ်အားကောင်းလာရင်ကျွန်တော်တို့အမှန်နဲ့အမှားကိုခွဲခြားတိကျခွဲခြားလို့နိုင်မယ် ruh ဝိညာဉ်အားကောင်းလာတာနဲ့အမြတ်ကျွန်တော်တို့မတရားမှုနဲ့တရားမြတ်တော်မှုကိုကျွန်တော်တို့ခွဲခြားလာနိုင်မယ်အဲ့လိုပဲအရှက်မဲ့ခြင်းနဲ့အရှက်ရှိခြင်းအရှက်တရားနဲ့အရှက်မရှိခြင်းကိုကျွန်တော်တို့ခွဲခြားလာနိုင်မယ် ဒီအဆက်တရားဟာကျွန်တော်တို့အနောက်မျိုးဆက်လူငယ်တွေပိုပြီးတရိထားပါအဆက်တရားဟာတဖြည်းဖြည်းစိတ်တန်တာကျွန်တော်တို့ထဲမှာအများကြီးပေါင်းမဖြတ်ဆီးရမလို့လူတယောက်ကိုအဆက်မဲ့အောင်လုပ်လိုက်အဲ့ဒီလူကနာအားလုံးလုပ်ဖို့သူအစင်းနေဖြစ်သွားတယ်သူဒီအမှားအမှန်ခွဲနိုင်နေတယ်မတရားမှုတရားမြတ်မှုကို ခွဲခြားသိမြင်နိုင်ရင်လည်းပဲဒီအဆက်မရှိမှုကြောင့်အဆက်မဲ့စေတဲ့အရေးအချင်းဟာ သူ့ကိုအဲ့ဒီမတရားမှုဘက် မမြတ်တမှုဘက်ကိုလုံဖို့အတွက်တွန်းအားဖြစ်စေတယ်။ तू မဆက်တော့ तू မဆက်တော့ဘူး तू လုံမှာပဲ။ तू တိတယ်ဒါမတရားဘူးဒါပေမဲ့လည်းသူ့ရဲ့အရှက်မဲ့ခြင်းဟာသူ့ကိုဒီအလုပ်ကိုဖြစ်စေတယ်။အဲ့တော့ရှိတန်ဟာကျွန်တော်တို့ကိုအများများဆက်ဆက်ဖြတ်စည်းစေရမလို့အရှက်မဲ့အောင်လုပ်လိုက်ဒါကြောင့်ဟာဒီသ်မှာတမန်တော်ကြီးဆလောဆုံကအမေရှိတာ ida fatakal haya wa fa'al ma shita အရှက်မရှိရင် fa'al ma shita ကြိုက်တာလုပ်တယ်အရှက်မရှိတော့ဘူးဆိုလို့ရှိရင် ပြောစရာစကားလည်းမရှိတော့အချက်မဲ့အချက်မရှိကြိုက်တာလုပ်ပဲအဲ့တော့ဒီအချက်တရားဟာလူတယောက်အတွက်ကိုအတတ်အမြအရေးကြီးတဲ့အချက်တစ်ချက်ပဲလူဟာအချက်မရှိဘူးဆိုလို့ရှိရင်လူပုံစံပဲသူလူဖြစ်နေတာသူ့ကိုလူလို့မခေါ်ထိုင်ဘူးအထူးသဖြင့်ကျွန်တော်တို့ imagination တွေအတွက်ဆိုလို့ရှိရင်ဒါအချက်တရားဟာဒါတော်တော်အရေးကြီးတဲ့အခန်းကဏ္ဍပဲအချက်မှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကိုတမန်တော်တော်မှဘာပြောလဲကြိုက်တာလို့ဆိုပြီးတော့ ပြောထားတယ်ဒါကလည်းဇကာအဆုံးအစုံပဲဒါကြောင့်မို့လို့ကျွန်တော်ရဲ့ ruh ဝိညာဉ်နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ဒီကျွန်တော်ကုရမ်ဖြစ်တယ်အဲ့တော့ကျမ်းမကုရ်အန်ရဲ့အာယတ်တခုမှလည်းလောရှိမြတ်ကကျွန်တော်တို့ကိုအမိန့်ရှိတာလေအတင်တို့နမာဇ်ကိုစောက်တည်မယ်နမာဇ်ကိုစောက်တည်မယ်ဆိုလို့ရှိရင် သူ့ကိုလောရှိမြတ်ကဒီဂုဏတွေမကောင်းမှုတွေအဲ့လိုပဲရှက်ဖွယ်လိလိကိစ္စတွေကနေပြီးတော့ဘေးဟယာကြီးဒီအရှက်မဲ့တဲ့ကိစ္စတွေကနေပြီးတော့ထိမ့်သိမ့်မယ်ဆိုပြီးတော့ကျွန်တော်ကုရ်အန်ကအမိန့်ရှိတယ် ကျွန်တော်မြတ်ကုရ်အန်ရဲ့နောက်လိုက်မှုပြုခြင်းဟာအရှက်မဲ့ခြင်းကနေပြီးတော့ထိမ့်သိမ့်ပြီးတဲ့အရာတစ်ခုဖြစ်တယ်။အဲ့တော့လူသားကိုအလရှမက်ကဖန်ဆင်းတာလုံးဝလူသားဟာ powerful ပဲ။ကြိုက်တာလုံးလို့ရတယ်လူချမ်းရင်ဘာမှမခံနိုင်ဘူး။အခုတန်တုံးလေးလေးပေါ်ပြန်တယ်။နော်ဟိုလာကဘာပေါ်ဒီလည်းရောက်တယ်ဘဲချိုးပေါ်လည်းရောက်တယ်အကုန်လုံးတယ်လူ။အလရှမက်ကတော်တော် powerful အလရှမက်ကဖန်ဆင်းတာလေ။ဒီလူသားကိုအတုံးချတတ်တယ်ဆိုလို့ရှိရင်တန်မှုတော်တော်ရှိတယ်။တန်မှုရှိတဲ့လူတစ်ယောက်ဖြစ်သွားမှာ။ဒါအများအတွက်ကိုအများကြီးအကျိုးပြုတဲ့ လူတယောက်ဖြစ်သွားဒီလူသားကိုအတုံးချမ်းမှုမားတယ်ဆိုလို့ရှိရင်တော်တော်အနိုင်များတယ်တော်တော်အနိုင်များတယ်ဒါကြောင့်မလို့လောရှိမကဒီလူသားကိုလောရှိမဖန်ဆင်းတယ်ကုမ္ပဏီတစ်ခုကပစ္စည်းတစ်ခုကိုထုတ်လိုက်ပြီဆိုလို့ရှိရင်ဒီပစ္စည်းကိုသုံးဖို့အတွက်အညွှန်းဆိုတာရှိတယ်လို့ပဲဒီလူသားအတွက်ဒီလူသားဘယ်လိုနေထိုင်သွားလာရမလဲနေထိုင်ခြင်းသုံးရမလဲဒီဇင်းတကြီးကိုဘယ်လို့ ွာလာရမလဲကုံဆုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လရှိမကဂျမ်းကိုလရှိမကချပြီးလေခေတိုင်းခေတိုင်းသူခင်းနဲ့လိုအပ်ချက်သူခင်းနဲ့သူအခါနဲ့တိုင်းညီတဲ့လိုအပ်ချက်အရာလရှိမကဂျမ်းတွေကိုလရှိမကချပြီးလေအဲ့လိုပဲဒီဂျမ်းတွေကိုပြန်ပြီးတော့ရှင်းပြဖို့အတွက်စော်ဩဖို့အတွက်လူတွေအတွက်ကိုလရှိမကနဗီတွေကိုလည်းလရှိမကဆေးလို့တယ်အဲ့တော့နဗီတွေကလာပြီးကျွန်တော်တို့ကိုသတိပေးတယ်အိုးဘန္တာတို့အိုးလူသားတို့အတင်တို့ရဲ့အရှင်ဟာလောရှိမဖြစ်တယ် အတင်တို့ကိုဖန်ဆင်းတာလို့ရှိမြဖြစ်တယ်အတင်တို့ကိုရိုစီပေးနေတာလည်းအလောက်ရှိမြပဲဖြစ်တယ်အတင်တို့အီဘာဒတ်လုပ်ရမှာလည်းအလားတပါးတယ်ဖြစ်တယ်နော်အတင်တို့အခုထိနေတာကငါရှာလို့ငါရတာငါရဲ့တထေးကငါ့ကိုလာစားပေးနေတာငါရဲ့ကစတမာငါ့ကိုအားပေးတဲ့လူတွေကငါ့ကိုပတ်စံပေးနေတာလို့ထင်တယ်ဒါတွေကအကြောင်းခံနေပဲလောရှိမြဟာဒုနီယာမှာအကြောင်းခံကိုလည်းလောက်ခိုင်းတယ်လက်ခံမှုပြုတ်ခိုင်းတယ်အဲ့လိုပဲအလအပေါ်မှာလည်းယုံပုံအားထားမှု အလပေါ်မှာယကင်ထားမှုအလရှင်ပေးတာအလရှင်တကယ်လို့ကျွန်တော်တို့ကမပေးခြင်းဘူးဆိုလို့ရှိရင်အဲ့ဒီ customer ဆိုတာလည်းမရှိမှာမဟုတ်တော့ဘူးအဲ့ဒီတထေးဆိုတာလည်းရှိမှာမဟုတ်တော့ဘူးအဲ့ဒီအကြောင်းခံနေဆိုတာကျွန်တော်တို့ကရှိမှာမဟုတ်တော့ဘူးဒါကိုကျွန်တော်တို့ကနဗီတွေကဒါတတိပေးတယ်အဲ့တော့ပြန်ပြီးတော့ပြန်ကြောက်ရမယ်ဆိုလို့ရှိရင်အလဇီအန်ဇလာအလာအဘဒီဟီလ်ကီတာဘအလောရှိမီးယားဟာမိမိရဲ့ဘန်ဒါဖြစ်တဲ့မုဟမ္မဒ်ဆလလာဟူအလိုင်းဝဆလမ်ပေါ်မှာ ကျွန်တော်ကုရ်အန်ကိုခြားပြီးတော့မူခဲ့တယ်။ရှေ့ဆက်မဲ့ရှိတယ်ဝလမ်ယဂျအလ်လဟူအီဝဂျာအဲ့တော့အဲ့ဒီဂျန်ထဲမှာအလောရှိမြတ်ဒီအဲ့ဒီဂျန်မြေကုရ်အန်ထဲမှာမိတို့မှာဒီကိုးဝိုင်းမှုတွေကိုးဝိုင်းမှုတွေကိုမထည့်သွင်းတာဘူးပြောချင်တာတိန်ဆောင်းမှုကိုးဝိုက်တာတိန်ဆောင်းတာရှေ့နောက်မညီတာဒါမျိုးတွေလုံးဝမရှိဘူးဒီဂျန်မြေကုရ်အန်ထဲမှာဒီရှေ့နောက်မညီတာလုံးဝမရှိဘူးဥပမာနမာဇ်ဖတ်ဆိုလို့ရှိရင်နမာဇ်ကဖရဇ်ဆိုလို့ရှိရင်ဖရဇ်ပဲ နမစာဖရက်စ်ဆိုလို့ရှိရင်ဖရက်စ်ပဲပြောမယ်အဲ့လိုပဲကျွန်တော်တို့တော့ဝတ်တာကဟာရမ်ဆိုဟာရမ်ပဲနော်လုံးဝမဲ့အလုပ်ဆိုလုပ်ဆိုပြီးတော့ပဲကျွန်တော်ကတော့တအိုလုံးကဘာနှခုတ်လာလာလုပ်မလုံးဝမဲ့အလုပ်ဆိုလို့ရှိရင်လည်းမလုံးနဲ့ကျွန်တော်တို့ကဒါတားတာပဲအဲ့လိုပဲကျွန်တော်တို့ဟိုဟာဇရတ်အာဒမ်အလိုင်းဟင်ဆလမ်ထဲကနေပြီးတော့ကျန်တိုင်းကျန်တိုင်းမှာတူညီတာတစ်ခုကဘာလဲဆိုတော့တဘာသေးတော့အရှင်ဘက်ကိုဖိတ်ခေါ်ခြင်း နဗီတွေတိမ့်နေချီပြီးလာခဲ့တယ်ဟိုကဘာဦးအဆကလေးကဟိုဟာဇတ်အဇမအလိုင်းဆလမ်တွေကကျွန်တော်တို့ဒီနောက်ဆုံးအွမ်မတ်အထီကိုဒါဝတ်ပေးတာနဗီတိုင်းဒီရှရီအတ်တိုင်းဒီကျွန်တော်တို့ကိုဒါဝတ်ပေးတာတခုတည်းပုံပါပဲတဘာတွေတော့အရှင်ကိုပဲကိုးဝေးရမယ်အလ္လာဟ်ကိုပဲအတင်တို့အီမန်ယူအောင်ဒါကိုပဲနဗီတိုင်းကလည်းမိမိရဲ့အွမ်မတ်ကိုဒါဝတ်ပေးခဲ့တယ်ဒီနဗီတွေပုံမှာလဲလောရှမက်ကဂရိကိုးဝေးယူခဲ့တယ်အတင်တို့ ခင်နဲ့မုဟမ္မဒ်ဆလလဟူအလိုင်ဟိဝဆလမ်တုံဆုံခဲ့ရင်အတင်းတို့ဒီသူ့အပေါ်မှာအီမန်နျူအမင်ဆိုတဲ့ဂရိကဝတ်နဲ့ဒီနဗီတွေကိုဆေးလွတ်လိုက်တာဖြစ်တယ်ဒီနဗီတွေဟာလည်းမိမိရဲ့အွမ်မတ်တွေကိုဒီလိုပဲလမ်းညွှန်ခဲ့တယ်ဟာဇတ်မူဆာအလိုင်ဟိဆလမ်ကလည်းလမ်းညွှန်ခဲ့တယ်ကျွန်တော်ကလည်းအားတော်ရှိတယ်ဟာဇတ်အီဆာအလိုင်ဟိဆလမ်ကလည်းမိမိရဲ့အွမ်မတ်ကိုအတိပေးခဲ့တယ်နောက်မှလာမယ်မင်ဘာဒစ်မူဟူအာဟမဒ်အာဟမဒ်ဆိုတဲ့နဗီတပါးလာမယ်အဲ့ဒီနဗီပေါ်မှာအတင်းတို့အီမန်ယူရမယ် အဲ့ဒီနဗီဒီဒါနောက်ဆုံးနဗီဖြစ်တယ်ဆိုတော့ဝင်လေမိမိရဲ့အွမ်မတ်ကိုအတိပေးခဲ့ပြီဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တကယ်တမ်းဒီဘန္ဒာရီဒါအလိုက်အမိတ်ကိုအတိအကျနာခံမယ်ဆိုလို့ရှိရင်ဘာမှယေဟူဒီတို့နဆရာတို့ဆိုပြီးကွဲစရာဘာအကြောင်းမှမရှိဘူးကွဲလွဲစရာဘာအကြောင်းမှမရှိဘူးသူတို့နဗီတွေဒီဒါကိုတိတိကျကျပြောခဲ့ပြီးသားပဲအလဘကန်နေလဲဂရိကဝတ်ဒီနဗီတွေကိုတောင်းပြီးတော့ကိုဆင်လွတ်တာမင်းတို့ရဲ့ခေတ်ကာလနဲ့ محمد رسول الله صلى الله عليه وسلم نے میکے اری محمد صلى الله عليه وسلم بما منو ایمان یوا ممی ہے دی امت دی کو نبی دی گلے دی ٹائم میں لانیوں گے رے اے تو اکو لو کوے لوے نیدا ہا دا امی منا کھن مو ဖြစ်တယ်ယဟူဒီတွေဆိုလို့ရှိရင်သူတို့ပုံမှာလာတဲ့နဗီကိုတော့သူတို့လက်ခံတော့မဟုတ်ဘူးဟာဒါဝဒ်အလัยဟ်ဆလမ်ကိုဟာဒါဆူလိုင်မန်အလัยဟ်ဆလမ်ကိုပြောတယ်မူရတ်တ်ဟာဒါဆူလိုင်မန်အလัยဟ်ဆလမ်ကနောက်ဆုံးမကွယ်လွန်ခင်မှာမူရတ်တ်ဖြစ်သွားတယ် ဲ့တော့သူတို့အီမန်ယူထားပါတယ်သူတို့ပြောတဲ့ငါတို့ကဒါဝုဒ်နဗီကိုလက်ခံနေဟဇရတ်ဆူလိုင်မန်နဗီကငါတို့ရဲ့ဘနီအစ္စရာအီလဖြစ်တယ်ပြောနေပြီးတော့သူတို့နဗီကိုတော့သူတို့အခုဂျမ်းထဲမှာပါတယ်သူတို့ဂျမ်းထဲမှာတော့ဘာပါလဲမူရတ်ဆိုပြီးပါဆိုတော့ဒီကောင်မှာဘလို့မှဒါနားထောင်ခဲ့တဲ့စကားနားထောင်ခဲ့တဲ့အွမတ်မဟုတ်ဘူးတကယ်တမ်းသူတို့ဒီသူတို့ရဲ့နဗီရဲ့ဆုံးမချက်တွေတွင်တင်ချက်တွေကိုအမိန်နာခံခဲ့မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေကွဲเสียကွဲလွဲเสียပါအเจ้าမှာ မရှိဘူးဝလမ်ယဂျ်လဟူအီဝဂျာအလောရှိမကဒီချန်နီမကူရန်ထဲမှာဘာမှတိန်ဆောင်တာကိုဝိုက်တာရှင်းအောင်မညီတာတွေဘာမှဒီထဲမှာထည့်မထားဘူးအဲ့တော့ဒါချန်နီမကူရန်ရဲ့ထူးခြားချက်တစ်ခုပဲတချို့တချို့သောမဇဟပ်တွေရဲ့မဇဟဘီကျမ်းတွေကိုကျွန်တော်တို့ဖတ်ကြည့်မယ်ဆိုလို့ရှိရင် ရှင်းအောင်မညီတာတွေနဲ့ကျွန်တော်တို့ဖတ်ပြီးတော့ဘာကိုဆိုလိုခြင်းမှမသိဘဲနဲ့ရှုပ်ထွေးသွားတာတွေရှိတယ် ဒါကိုကျွန်တော်ကုရ်အန်ကအတိအကျပြောတာဝရမယဂျာအ်လဟူအီဝဂျာကျွန်တော်ကုရ်အန်မှာဒါမျိုးလုံးဝမရှိဘူးကျွန်တော်တို့မီရဇာဂူလာမ်အာမတ်ကာဒီယာနီတို့နော်မွန်ကီရီနီဟာဒီစ်ဟာဒီစ်ကိုညင်းပယ်တဲ့ဒီပုံကိုယ်တွေသူတို့စာအုပ်တွေကျွန်တော်တို့လေ့လာကြည့်လေ့လာကြည့်ရင်ကျွန်တော်တို့အများကြီးတွေ့ရမယ်ဒီရှင်းအောင်မညီတာလေနှိုင်းအောင်မနှိုင်းအပ်ပါဘူးနှိုင်းတာတော့မနှိုင်းအပ်ဘူးဒါဒီကလာမူလာဖြစ်တယ်သူတို့ဒီရေးထားတဲ့စာအုပ်ဆိုတာဒါမခလုကရေးတဲ့စာအုပ်ဟိုဟာဒီ ကလာမူလာအလိုက်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဘလို့မှနှိုင်းအောင်မနှိုင်းအောင်အဲ့တော့တနည်းအားမကိုကိုကိုသူဘာပြောရမလဲငါကအီမမ်တပါးဖြစ်တယ်အီမမ်မဟဒီဖြစ်တယ်အီမမ်မဟဒီဖြစ်တယ်မေဇာဂူလာမ်အာမတ်ကတနည်းအားမသူဘာရေးလဲငါကအီမမ်မဟဒီဖြစ်တယ်နောက်တနည်းအားမသူဘာရေးမလဲငါမစီဟိမောဒူဖြစ်တယ်နောက်နေရာမှာသူဘာရေးမလဲငါနဗီဖြစ်တယ်အဲ့တော့သူ့စကားကြီးအရှင်းအောင်မကြည့်အမျိုးဆုံးပြောင်းနေတယ်ဒါသည်လိန်လေခြင်းရဲ့မမှန်ကန်ခြင်းရဲ့အထောက်အထားတစ်ခုပဲ ကျွန်တော်ကုရန်ဒီအဲ့လိုအရှင်းအောင်မညီတာမျိုးလုံးဝမရှိတဲ့အပြင်လက်ရှင်ချပေးခဲ့သောကျမ်းအားလုံးလက်ရှင်ဆေးလုခဲ့သောရာဆူလအားလုံးဒီလေအရှင်းအောင်မညီပဲပြောခဲ့တာတခုမှမရှိဘူးအလ္လာဟ်တကားတဲ့တော့အရှင်ကိုပဲလက်ခံဖို့ကိုဒါဝတ်ပေးခဲ့တယ်ကျမ်းနေကတော့သူ့ခင်နဲ့သူ့လိုအပ်ချက်အရာအာကာမတီကွဲပြားသွားတာရှိတယ်အဲ့တော့ဒီကျမ်းမကုရန်ဟာအမှန်ကန်ဆုံးကျမ်းဘာမှဒီထဲမှာ ရှင်းအောင်မညီတာတွေမရှိဘူးအတင်းဆောင်အချုပ်ချော်တွေမရှိဘူးဆိုတော့ဒီမှာစောရတခုကအရင်ကကျန်းနေကတော့အဲ့လိုရှိလို့လားအရင်ကကျန်းနေကလည်းဒါမျိုးလုံးဝမရှိဘူးဒီကျန်းကိုအပြည့်စုံဆုံးကျန်းလို့ပြောလို့ရှိရင်တခြားကျန်းတွေကတိတ်မပြည့်စုံဘူးဆိုတဲ့ပြောတဲ့အလိုသဘောရောက်တယ်ဒါလည်းမှားတယ်တခြားကျန်းတွေလည်းသူ့ခင်နဲ့သူကပြည့်စုံတာပဲကျွန်တော်တို့ခလေးတယောက်ခလေးတယောက်ဥမာနှစ်နှစ်ခလေးသုံးနှစ်ခလေးလေးနှစ်ခလေးအင်းကြီး လူကြီးအင်ကြီးကြီးပေးဝင်ဒီခလေးဘလို့အဆင်ပြေမလဲအဲ့ဒါလိုပဲအွမတ်ကကြီးလာတဲ့တဖြည်းဖြည်းဗပောင်းဆောင်ကနေပြေဆောင်လာတဲ့ပုံမှာဒီအွမတ်အတွက်ကိုလည်းရှိမဲ့ကဒီချမ်းဟာလိုအပ်ချက်အရခြားပေးခြင်းဖြစ်တယ်ခက်တိုင်းခက်တိုင်းမှာသူ့ချမ်းနဲ့သူဟာဒါသူ့လိုအပ်ချက်နဲ့သူ fit ပဲပြေဆောင်တဲ့ချမ်းနေဖြစ်ခဲ့တယ်တို့အင်ရှာလာလာမယ့်ပမာဏနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့တင်ပြသွားမယ်လက်ရှိကျွန်တော်တို့ကိုချမ်းမြေကုရန်ကိုတေချာသဘောပေါက်ပြီးတော့ အမလုံးနိုင်တဲ့တော်ဖစ်ကျွန်တော်ပါဝင်အားလုံးကိုလည်းရှင်ချင်းမြင်လို့ပါတယ်။အားလုံးတော်ဖစ်ပြည်